။ပန်တီတလုံးကိုရေထဲမှာတနစ်ကြာစိန်ထားရင်ဘာဖြစ်သွားမလဲ။နိုင်ငံခြားကလူငယ်တယောက်ဟာဒီဆန်သက်မှုကိုပြုလုပ်ခဲ့ပြီးတနစ်တာကာလအတွင်းဖြစ်စဉ်တစ်ခုလုံးကိုဗီဒီယိုရိုက်ကူးခဲ့ပါတယ်။နောက်ဆုံးရလက်ကတော့အန်အောစရာကောင်းလောက်အောင်ပါပဲ။ သူဟာပထမဆုံးပန်းသီးရဲ့အပေါ်ပိုင်းကိုတောက်တိုင်တစ်ခုမှချိတ်ဆွဲပြီးဖန်ခွက်ဘူးရဲ့ဘဟုတတဲ့မှာနေရာယူထားစေပါတယ်။အဲ့နောက်ဖန်ခွက်ထဲကိုရေအပြည့်လောင်းထည့်ပြီးပန်းသီးကိုလင်းနဲ့လုံးဝအဆက်ဖြတ်ထားခဲ့ပါတယ်။နောက်ဆုံးမှရင်ခွေပြန်နာကိုကောက်ွယ်ဖို့အတွက်ဖလင်ပြားတစ်ထပ်အုပ်ပြီးတနစ်ကြာရိုက်ကူးမဲ့စမ်းသပ်မှုကြီးကိုစတင်ခဲ့ပါတယ်။ပထမ48နာရီမှာတော့ပန်းတီးဟာဘာမှမပြောင်းလဲသေးပဲအောက်ခြေမှာရေပွက်ငယ်လေးတွေအနှဲငယ်သာကပ်နေခဲ့ပါတယ်။တတိယနေ့ရေပွက်တွေပျောက်သွားပြီးပန်းတီးရဲ့အပေါ်မှာဂု ုံးမြင့်လို့အရာလေးတွေစတင်ပေါ်ပေါက်လာပါတယ်။ပစ္စမနှစ်ရေတွေစတင်ဝါလာပြီးနောက်ကြည့်လာပါတယ်။ပန်းတိပေါ်မှာရေဘွက်တွေအပြည့်ဖြစ်နေပြီးတော့မျက်နှာပြင်ကအဝါရအဆက်ပြောက်လေးတွေတဖြည်းဖြည်းပေါ်လာပါတယ်။တတမနှစ်ရေဘွက်တွေပုံများလာပါတယ်။အတွေ့မိုင်းကပြော့လာတဲ့အတွက်အပေါ်ကတောက်ထိုင်နဲ့ချိတ်ထားတာတွေကပြုတ်ထွက်ပြီးပန်းတိကရေပေါ်ကိုပေါ်လောပေါ်လာပါတယ်။စမ်းသပ်မှုကိုထိမ့်သိမ့်မှုအတွက်ဖလင်များကိုခဏဖြတ်ပြီးပန်းတိကိုဗဟုအချက်မှပြန်ပြီးချိတ်ဆွဲခဲ့ပါတယ်။နဝမနှစ်ပန်းတိပုတ်ဆွေးနှုတ်ဟမြင်လာပါတယ်။စတိရမြောင် နစ်ပန်းတီးရဲ့အယောင်ကအဝါဘက်ကိုပြောင်းလာပြီးမျက်နှာပြင်ဟာအဖြူရောင်အမြင်လိုအရာတွေအများကြီးပေါ်ပေါက်လာပါတယ်။ရက်30မြောက်နေ့မှာရေတစ်ခုလုံးလုံးဝနောက်ချိသွားပြီးပန်းတီးရဲ့နေရာကလည်းပြောင်းလဲသွားပြန်ပါတယ်။ရက်100မြောက်နေ့မှာတော့ပန်းတီးမျက်နှာပြင်မှာအနက်ရောင်အဆက်ပြောက်တွေပေါ်လာပြီးအချင်းကြလာတဲ့အမြပိုများလာပါတယ်။ရက်200မြောက်နေ့ပန်းတီးမျက်နှာပြင်ပေါ်က အညိုရအကွက်ကြီးတွေဟာပိုးပြီးတိတာထင်ရှားလာပါတယ်။ရက်300မြောက်နေ့ရေရအောက်ခြေမှာအထူးအပါရှိတဲ့အနေထိုင်ပစ္စည်းတွေစုပုံနေပါပြီ ။နောက်ဆုံးမှာတော့တနစ်တာကာလဟာလင်းမြန်စွာကုံဆုံးသွားပါပြီ။ယခုအခါဖန်ခွက်ပူတစ်ခုလုံးမှာအဖက်အဖက်တွေလိုစုပုံနေတဲ့အရာတွေနဲ့အပြည့်ပါပဲ။အပေါ်ကဖလီများကိုဖြင်းညင်းစွာခွာလိုက်တဲ့အခါမှာတော့ရေရဲ့အပေါ်လွာဟာအညိုညင့်ရောင်ဖြစ်နေပြီးအဖြူရောင်မိုးတွေအများကြီးနဲ့ပြင်းထန်နေပါတယ်။အောက်လွာကတော့ဂျယ်လီလိုမျိုးအဝါရောင်အနှစ်သားတစ်ခုလိုဖြစ်နေပြီးနုညံ့ချုံ့မွေ့နေပါတယ်။ ရေရအပေါ်လွာရာဝတ္ထုတွေအားလုံးကိုမွေနောက်ပြီးအလဲခပန်းတီးကိုထုတ်ယူလိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတာကပန်းတီးဟာတိတ်မပုတ်သေးဘူးလို့ထင်ရပြီးအနက်အသက်ဆိုးရည်လည်းမရှိပါဘူးတရုတ်ပြည်ရဲ့အေးခဲထားတဲ့တစ်တော်ဒီရီတို့နဲ့တူပါတယ်ဒါနဲ့အလဲကနေလှိလိုက်ပြီးတဲ့အခါမှာတော့အတွင်းသားဟာလည်းလုံးဝအဝါရောင်ပြောင်းလဲနေပြီးအလဲမှာရှိတဲ့အစီတွေကလည်းလုံးဝပြော့နေပါပြီလက်နဲ့ညှစ်လိုက်ုံနဲ့ အတွင်းသားတွေကတန်းထွက်လာပါတယ်။ဒါပေမဲ့ရေထဲရထောက်ထားတဲ့ပန်းသီးကိုလေနဲ့ထိတွေ့ပြီးတရက်အတွင်းမှာပဲအယောင်မဲလာပြီးမိုတက်ကလိမြန်စွာပုတ်ဆွေးသွားပါတော့တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။